ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာအကြီးတော်ရဲ့စာအုပ်ဖြစ်တဲ့လူပြူအပြူဖတ်စာဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်လူပြူအပြူဖတ်စာမုဒိတာဇကာအမှန်ပြောရရင်တော့ချစ်သူရည်သာထားရင်အိမ်နောင်တွေဘာတွေပြုတဲ့အခါတီးတင့်တီးထိုက်တာလေးတွေကြိုတိထားနိုင်အောင်တတိပေးစာလေးရေးချင်တာပါပဲဒါပေမဲ့ဒီခေတ်မှာ ကိုယ့်ထက်တက်နေကြတဲ့သူတွေများနေတော့ပြောရတာခက်ခက်ခက်ပဲဒီခေတ်တော့လူကြီးတော့လက်တော့လောက်လေးလက်တော့ကြီးတော့မုံလက်ဆောင်ဘက်လောက်အတွေ့အကြုံကြတော့ဆရာကြီးဖြစ်နေတဲ့သူလဲဒုနဲ့ဒီပါပဲငငယ်ရွယ်ရွယ်နဲ့ချစ်သူရည်သာထားကြငငယ်ရွယ်ရွယ်နဲ့ပဲလက်ထက်ကြငငယ်ရွယ်ရွယ်နဲ့ပဲအသေးကွဲကြကွဲကြပြေးကြ အချစ်ကိစ္စနဲ့မခံမရက်နိုင်ကြတဲ့အခါဓာတ်နဲ့ထူးကြကက်ကြီးနဲ့ထူးကြ ကို့ကြဂလိထိုးမဲ့သူတော်မရှိဘူးကို့မှာအပြောအဆိုခံနေရတာဗါလေလူလောကကိုတေးပေါက်ဖို့ပဲရောက်လာတာလားတယ်ကို့မှာလည်းတေးပေါက်ဖို့လောက်တတိရတာဒါမဲ့မြင်ခဲ့ရကြားခဲ့ရမှတ်သားခဲ့ရတာလေးတွေကိုဆောင်းရံရှောင်းရံအနေနဲ့အသည့်ပေးခြင်းလို့ဒီစာကိုရေးသားလိုက်ရပါတယ်အချစ်ကိစ္စအိမ်နောက်မှုကိစ္စဆိုတာလွယ်လာတာမဟုတ်ပါဘူး တစိမ့်နှစ်ယောက်ကဘဝတစ်ခုအဖြစ် ပေါင်းစည်းကြတာကိုဘယ်လောက်ပဲတယောက်ကိုတယောက်နားလေတွေပြောပြောတစိမ့်တွေလေးဘလို့မှအတွင်းကြကြမသိနိုင်ဘူးတချို့ကဖြူချင်းအောင်စောင်းထားမေးအတွင်းမှာတော့အမဲတွေတချို့ကလေ မဲတွေထင်ရပေမဲ့အတွင်းစိတ်ကအဖြူဒီလိုလူမျိုးတွေများတဲ့အခါအချစ်ဆိုတာလေပူပြီးပွေလီလာပါတယ်ကျွန်တော်တို့ငငယ်ကတော့မိဘမသိအောင်ရည်စားထားတဲ့ခစ်ဆိုတော့ ိတ်မရှုပ်ထွေးသေးဘူးအခုကြတော့ရည်သာမတိအောင်ရည်သာထားရတဲ့ခေလူဦးရေပုံများလာတာနဲ့အမျှအချစ်တွေလည်းပုံမှုများပြားလာပါလေပို့ပြီးတော့လေခက်မှန်းရခက်လာပါလေဒါပြင် Facebook လိုနေရာမျိုးကနေအပြင်းမလူချင်းမတွေ့ဘူးပဲချစ်သူတွေဖြစ်နေကြတာဆိုတော့ပူပီးလိန်ညာရတာလွယ်ကူနေပါ रे ဒါကြောင့်လဲကျွန်တော်အနေနဲ့တီးသည်မမှတ်သားသည်မ အတော်များများကိုမှတ်မိသလားရည်စားမရခင်နဲ့အိမ်အောင်မပြုတ်ခင်ဆင်းကျင်နိုင်အောင် တင်ဆက်လိုက်ရပါတယ်။ကဲစလိုက်ကြရအောင်။အမြဲတမ်းစစ်ပွဲစတင်နေ။အမြဲတမ်းလက်နက်ချတယ်။အမြဲတမ်းစစ်ပြေငိမ့်နေ။အမြဲတမ်းချစ်ကြည်ကတိတွေပေးတယ်။အမြဲတမ်းစစ်ပွဲပြန်လေစတင်နေ။အမြဲတမ်းလက်နက်ပြန်ချတယ်။အမြဲတမ်းအမြဲတမ်းအမြဲတမ်း တမီရီသားတွေပါအချစ်စိတ်ဆိုတာကဘာဥတွေကစတင်နေပဂတိမကောင်းမှုအတိညာဖန်ဆင်းရှင်ကအာရဏေဧဝကိုဖန်ဆင်းပြီးဧရင်ဥယင်ကြီးမထမနီနိုင်မထိုင်နိုင် ပန်းဒီဇာယာကဒီပြတနာစတော်တာပါပဲအဲ့ဒီကစပြီးအချစ်ဆိုတာစတင်ဖြစ်တည် နောက်တော့အိမ်အောင်တဲ့ဘဝတွေဖြစ်လာတော့တာပါပဲ ကျွန်တော်တည်တဲ့လောက်ပြောလိုက်ရင်အချစ်စိတ်ဆိုတာမွေးဖွားလိုက်ကလေးကခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတစ်ခုလိုတွေ့ကပ်ပါလာတာပါပဲ။နေစဉ်ကတော့မိဘမောင်နှမတွေကိုချစ်တယ်။အရွယ်ရောက်လာတော့ဆန့်ကျင်ဘက်လိန်တွေကိုချစ်တယ်။ကြီးတော့ကို့မိသားစုကိုပြန်ချစ်ကြတယ်။စူပါတော့။တရားဓမ္မလည်းချစ်ချင်းချစ်သွားမှာပေါ့။အချစ်စိတ်ဆိုတာတည်မြဲရှိမြဲနေတာမို့အယောင်မပြောင်းလဲပါဘူး။ ဒါပေမဲ့ချစ်တဲ့သူတွေသာအယောင်ပြောင်းလဲတတ်တာပါဘလောက်အယောင်ပြောင်းနိုင်တယ်လဲဆိုရင် ကိုကူကူအင်မတန်မှကိုအကောင်းမြင်တတ်ပြီးအင်မတန်မှကိုစိတ်ရှိတီးခံနိုင်နေထင်နေသလားရည်သာထားကြည့်ပါအဲ့ဒီတော့မှကိုဘလောက်ထိသဝင်ကြောင်ပြီးဘလောက်ထိရန်လိုပြီးဘလောက်ထိစိတ်ပုတ်စိတ်ယုတ်များလဲဆိုတာ ပေါ်လာပါလိမ့်မယ်ကိုကူကူတောင် တွေးထင်မှတ်ထားတဲ့အတွင်းစိတ်တော်တော်များများ ထပ်ပြီးရှိနေသေးပါလားဆိုတာသိလာရပါလိမ့်မယ်။ချစ်သူကြီးစားထားလိုက်လို့ဘဝကြီးတစ်ခုလုံးပြောင်းလဲပြီးကောင်းသွားတဲ့သူတွေအများကြီးပါ။ချစ်သူကြီးစားထားမှစိုးသွမ်းခဲ့သူတွေလည်းမရွေတွက်နိုင်အောင်ရှိပါသေးတယ်။အချစ်စိတ်ဆိုတာလူတွေကိုမထင်မှတ်လောက်အောင်တွန်းရွှေ့နိုင်တဲ့အရာမျိုးပါ။ကြီးစားမထားဘူးသူဟာစိတ်လိမ့်မတော်ဘူးတဲ့သူလိုပါပဲ။ခန္ဓာကိုယ်ရဲ့လူအပ်ချက်ကရင်ချင်တမ်းမှမသိသေးလို့ပါ။ အကျိုးသက်ရောက်မှုကတော့အတူတူပါပဲချစ်သူရည်စားထားခြင်းဟာရံဖန်ရခာ၌ဂျမ်းမာရီကိုစိုးရွားစွာထိခိုက်ပျက်စီးစေနိုင်ပါ रे ယနေ့တို့အားလုံးဟာ ကလေးဘဝကနေကြော်လွန်လာကြတာဆိုတော့မိဂုံမောင်များစွာဖြည့်ဘူးကြမှာပါမိဂုံတွေမှာအဖြည့်ရှိပါ रे ဘိုးဘီထူးဆန်းတာကတူညီတဲ့အဖြည့်တွေပဲဖြစ်ပါ रे တူညီတဲ့အဖြည့်မဟုတ်ရင်တော့အဲ့ဒီလူမှားပြီဆိုတာသိကြပါ रे ။ ဇာမီးပွဲတွေလည်းဖြီးခဲ့ဘူးပါလေဇာတင်ငန်းထဲမှာအယောက်80ရှိရင်တော့တူညီတဲ့မိကုံးကိုပဲပေးပါလေအားလုံးဟာတူညီတဲ့အဖြေကိုပဲဖြီးကြရပါလေအဲ့ဒီထဲမှာမှကိုယ့်ရဲ့အဖြေကအများနဲ့မတူဘူးဆိုရင် ကိုမှားပြီဆိုတာသိကြပါပြီဘာကြောင့်လဲဆိုတော့တူညီတဲ့မိကုံးမှာတူညီတဲ့အဖြေပဲထွက်ပါလေနှစ်နဲ့နှစ်နဲ့ပေါင်းရင်လေးဒါကမှကိုကသုံးဖြစ်စီနှစ်ဖြစ်စီ တစ်ဖြစ်စီငါဖြစ်စီဖြီလိုက်ရင်အဖြီကမှားပါပြီနှစ်နဲ့နှစ်နဲ့ပေါင်းရင်ဘယ်လောက်ရသလဲအဖြီကတုံးပါပြီဒါဟာညင်မရတဲ့အဖြီပါပဲဒါပေမဲ့မိကုန်းကတူပြီးအဖြီမျိုးစုံလည်းထွက်တယ်ဒါပေမဲ့အဲ့ဒီအဖြီအလုံးဟာ ဖြီဆိုသူအလုံးရဲ့အဖြီမှန်ဖြစ်နေတယ်ဆိုရင်ရောဒါဟာဘလူမိကုန်းမျိုးလဲမိကုန်းကလွဲပါတယ်အချစ်ဆိုတာဘာလဲ မိကုန်းကယူယူကလေးပါပဲကဲကိုကိုတိုင်းလဲဖြည့်ကြည့်ကြပါတချို့ကလည်းအချစ်ဆိုတာရယူခြင်းလို့ဆိုကြတယ်တချို့ကလည်းပေးဆက်ခြင်းတချို့ကလည်းတိမ်မွေးနူးညံ့သောတချို့ကလည်းခက်ထန်ကြမ်းတမ်းသောတချို့ကလည်းအစိတ်ရက်စက်တတ်ခြင်းဖောက်လွဲဖောက်ပြန်ကောင်းအင်းအားတစ်ခုကျွံဖြစ်ခြင်းစသည်စသည်ဖြင့်မိကုန်းတစ်ခုတည်းကိုအဖြစ်မျိုးစုံထွက်နိုင်ပါတယ် ဒါပေမဲ့အဲ့ဒီအဖြေတိုင်းဟာမှန်ပါတယ်။ဘာကြောင့်လဲ။အချစ်ဆိုတာဗလာစာရွက်အဖြူတရွက်ပဲဖြစ်ပါတယ်။စာရွက်ပေါ်မှာအဲ့ဒီမိကုံးကိုဖြေလိုက်တဲ့အဖြေတိုင်းဟာ ကိုလိုချင်တဲ့အချစ်ဖြစ်တဲ့အတွက်ဘာပဲရည်ရည်မှန်ပါတယ်။ပြောပြပါမယ်။အချစ်ဆိုတာဘာမှရည်သားထားခြင်းမရှိတဲ့အဖြူတဲ့ဗလာစာရွက်အလွတ်တရွက်ပါပဲ။လူတိုင်းမှာကိုယ်စီရှိတဲ့ဗလာစာရွက်အဖြူလေးပါပဲ။ဒါပေမဲ့ ဒဇုံတယောက်နဲ့တွေ့တဲ့အခါကိုယ့်ရဲ့ဗလာစာရွက်ပေါ်မှာကိုယ်တိုင်စာကြောင်းလေးချရေးလိုက်တော့တာပါပဲအဲ့ဒီချရေးလိုက်တဲ့စာကြောင်းဟာအချစ်ဆိုတာဘာလဲမေးခွန်းရဲ့အဖြေမှန်ပဲဖြစ်ပါတယ်ရယူပိုင်ဆိုင်လူစိတ်ရှိတဲ့သူကတော့အချစ်ဟာရယူပိုင်ဆိုင်ခြင်းလို့ရေးပါလိမ့်မယ်ပေးဆက်နေရသူအတွေ့ကတော့ပေးဆက်ခြင်းဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်အချစ်ဆိုတာယောဂါလို့ရေးတဲ့သူတောင်ရှိကောင်းရှိနိုင်ပါလိမ့်မယ် မှန်ပါတယ်ကိုတွေ့ကြုံနေရတဲ့အရာဟာ ကိုယ့်ရဲ့အချစ်ပါပဲအချစ်ဟာတိမ်မွေခြင်းလည်းဖြစ်နိုင်တယ်လို့ရမ်းဖြစ်ခြင်းလည်းဖြစ်နေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အချစ်ဆိုတာကိုလိုချင်နေတဲ့အရာနဲ့ကိုကြုံတွေ့နေတဲ့အရာကိုဘာသာပြန်တတ်ကြတာကို အမှန်တော့အချစ်ဆိုတာအုတ်တချက်သေးတဲ့ဝင်ဆိုရင် ကိုကိုယ်တိုင်လဲရင်နဲ့ဖျားတီကိုကိုယ်ကြတာကိုကိုယ်တိုင်မဲ့ အုတ်တိုင်းကရင်အတွင်းမှာအကျဉ်းသားလူ နေကြတာလေကိုကိုတိုင်းမဲလှေကားတက်လို့အမြင့်ကိုတက်လှမ်းကြတာပါ ကိုကိုတိုင်းမဲလက်ထင်းမှာစုပ်ကိုင်းသူများကိုရံပြူသွေးထွက်တန်ယူဖြစ်စေခဲ့တာပါမှတ်ထားပါအချစ်ဆိုတာမွေးကလေးကပါလာတဲ့ဗလာစာရွက်အဖြူတရွက်ဖြစ်ပါတယ်။တစုံတစ်ယောက်နဲ့တွေ့တဲ့အခါကိုလူချင်းနဲ့အကြောင်းအရာကိုအဲ့ဒီဗလာစာရွက်ပေါ်ချရည်မိကြတော့တာပါပဲ။ ဘသူကမှအခုဗလာစာရွက်ပေါ်လာရေးသွားတာမဟုတ်ပါဘူးကိုကိုတိုင်းပဲချရေးထားတာပါဒါကြောင့်အချက်နဲ့ပတ်သက်လာရင်မှတ်တမ်းကောင်းရေးနိုင်အောင်ကြိုးစားပါအော်တချို့ဗလာစာရွက်တွေကြတော့လေပြင်ရဖြစ်ရများတာကလားအချက်ဟာယဉ်ကျေးမှုမရှိဘူးသူဟာတကားမခောက်ပဲဝင်လာတတ်တယ်မှန်ပါတယ်အချက်စိတ်ဆိုတာဘလို့ဝင်ဝင်လာမှန်းမသိပါဘူးဒါပြင် သူဟာတိတ်တိတ်ကလေးပြန်ထွက်သွားတဲ့အခါရှိတယ်လို့ဝုံနိုင်ကျဲပြီးမှပြန်ထွက်သွားတာမျိုးလည်းရှိပါတယ်။တချို့ကလည်းအသေးကွဲပြီးကြံရစ်သည်ပေါ့။ထူးထူးဆန်းဆန်းမှပဲ။အရင်ကတော့အသေးကွဲတဲ့မိန်းကလေးဆိုတာမျိုးက မစားနိုင်မတော့နိုင်နဲ့အခန်းထဲကြိတ်ငူတတ်ကြပါတယ်။အခုခေတ်ကလေးတွေက အသေးကွဲပြီဆို Facebook ပေါ်ခြေကန်တက်လာပြီး Single is the best ဆိုပေးကြပါပြီ။မကြခင်ကမှရီးစားနဲ့ကိုယ့်ရဲ့တော်သူပါ။ ။လက်စုံတယောက်ကိုတရီရပြီးတနှုံနှုံခံစားနေရပြီဆိုရင်အသေးကွေးတာပါပဲ။လူငယ်တို့တို့များများဟာအသေးကွေးပြီဆိုဘလို့နေထိုင်ရမှမသိကြတော့ပါဘူး။မိန်းကလေးတွေကပူတောင်ဆိုပါတယ်။မစားနိုင်မတော့နိုင်အလှပြင်ဖို့ဝေးစွာကောင်းအောင်မဖီးနိုင်တော့ပဲရုပ်ပြည့်အစင်းပြည့်တွေဖြစ်သွားတတ်ပါတယ်။ဘဲပြက်တော့ဗတ်ပြေးကြီးတွေဖြစ်သွားတော့တာပေါ့။ဒါအမှားရွင့်နဲ့နေထိုင်နေပါ အသေးခွေးခံရတဲ့မိန်းကလေးဟာပူပီးလှပအောင်နေတဲ့မာရီကိုကပူပီးလှပနေမှလူယုံမာရီနောင်တရကြရမှာပါမင်းကမရရင်သေရကြီးရဲ့ပြောခဲ့တဲ့သူတိုင်းကိုနဲ့ပြတ်ပြီးမသေးကြပါဘူးတကယ်သာဂရိအတိုင်းသေကြမယ်ဆိုရင် နေ့စဉ်သတင်းစာတက်ဆောင်လို့ရီးသားနဲ့ပြတ်သွားတဲ့မတာရီရဲ့အကြောင်းနဲ့တင် ပြည့်နှက်နေမှာပါတချို့ကလည်းရီးသားနဲ့ပြတ်သွားတိုင်းတနှုတ်နှုတ်ခံစားနေတတ်ကြပါတယ် စိတ်ထဲမှာလေဒီနေ့နေ့ငါပြန်လက်စားချေပြမယ်မှတ်ထားပါလက်စားချေခြင်းဟာကိုယ်တစ်ချိန်ခါရှုံးနိုင်မှုကြောင့်ဝန်ခံခြင်းဖြစ်ပါတယ်အသေးကွဲသွားတဲ့အခါဝင်းအောင်စားပါပူပြီးလှပအောင်နေပါလက်စားချေခြင်းဆိုတာထက်ရှင်ဘရင်ကြွလာမှမို့တံတောင်းစားလမ်းဖယ်ပေးရတာလို့တွေးပါ နောက်ပြီးကိုယ့်ဘဝကိုကိုယ်တွေးပါကဘာမှာလူသားပေါင်းတန်း9000ကျော်ရှိပါတယ် နိုင်ငံပေါင်း210ကျော်ရှိပါတယ်။မင်းညောင်မစုကိုကိုချစ်တဲ့သူထပ်ပြီးရနိုင်ပါသေးတယ်။ရွေးချယ်စရာလည်းအများကြီးရှိပါသေးတယ်။ဒါကမှလူတယောက်တည်းအတွက်ငိုကြွေးနေရတာတန်ရဲ့လားပြန်စင်စားကြည့်ပါ။ဘဝတစ်လျှောက်လုံးထပ်ပြီးချစ်စရာတွေကြံနေပါသေးတယ်။လာချင်းကောင်းမဲ့သူတွေအများကြီးရှိနေပါသေးတယ်။အသေးကွေးလူငိုရင်တော့မှန်ကြည့်ပြီးငိုပါ။ ငါငိုတာမှလှဘူးလို့သိရင်ချက်ချင်းရက်ပြီးလှပအောင် အလှပြင်းမှာတငယ်ချင်းတွေနဲ့အချိန်ယူပါ အမြင်တွေကိုပြောင်းလဲပြစ်ပါတခြားရှုထောင့်တစ်မျိုးကပြန်သုံးသပ်ပါကိုယ့်ကိုတန်ဖိုးမထားတဲ့သူကို မေ့ပြစ်ပါကိုယ့်ကိုတန်ဖိုးထားတဲ့သူရောက်လာပါဦးမယ်ဆိုတာသတိရပါရည်သားအများကြီးထားဖို့တိုက်တွန်းတာမဟုတ်ပါဘူးအသေးကွဲတဲ့အခါတည်တင်နာကို ပြောပြတာပါ အသေးကွဲခြင်းသည်ယောဂမဟုတ် တို့တော့ကုစားရ၏မစင်းစားရင်မဆွဲလန်းဆိုတဲ့ဇကားကိုအသေးချမှတ်ထားပါကိုကူထားသွားသူရဲ့အကြောင်းကို အတက်နိုင်ဆုံးမစင်းစားမိအောင်နေပါလှပသည်ထက်လှပအောင်ပြင်ဆင်ပါကိုကူခြံထားခဲ့သူ နောင်ထားရအောင်နေထိုင်ပါဒါအသင်ဟာအချစ်ကြီးမှကံကောင်းသူတယောက်ဖြစ်လာမှအသေးချပါပဲအမှန်တော့အချစ်စိတ်ဆိုတာလူတိုင်းနဲ့အသင့်တော်တဲ့အရာတစ်ခုပါ အခြေစိတ်ဟာလူကိုနှုတ်ပြိုစေပါれအသွေးသားကိုလက်ဆက်စေပါれအသွေးခေါ်ကိုလည်းမြင့်တက်စေနိုင်ပါれအနည်းဆုံးခမည်းတော်ဟာကဗျာတပုတ်လောက်ရေးလိုက်ခြင်းနဲ့ကဗျာစရာလည်းဖြစ်လာပါလိမ့်မယ်အခြေစိတ်ဆိုတာအကောင်းမြင်စိတ်ကစတင်ပါれမုံတီနေသူကိုတော့အကောင်းမြင်စိတ်ကလေးတစ်ချက်ဖြစ်သွားရင်ချစ်ခင်လို့ရသွားတတ်ပါれဒါပေမဲ့အဲ့ဒီအကောင်းမြင်စိတ်မှာကပ်ပါလာတာတခုကိုတော့ တတိမထာမိတကြပါဘူးတန်တရားပထမတော့ကိုချစ်သူကိုအကောင်းမြင်စိတ်နဲ့ချစ်ခဲ့တယ်အနေငယ်ကြလာတဲ့အခါတန်တရားစိတ်ကပိုပြီးဖြစည်လာတတ်ပါတယ်တန်တရားစိတ်ကတဝင်တူမှုကိုအားပေးအမြောက်ပြုလာပါတော့တယ်တဝင်တူမှုကအယံကို အားကောင်းလာတဲ့အခါအကောင်းမြင်စိတ်ကိုဖုံးလွှမ်းသွားပါတော့တယ်။အဲဒီအခါခမည်းတော်ရဲ့ယင်တဲ့ အလူလူနေရင်းနဲ့အမုန်းစိတ်တွေပေါက်ဖွားလာခဲ့ပါတယ်။ကဘာမှာဘာသာရေးကြ၊နေမြေကြ၊လူမျိုးကြ၊စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့အမုန်းပွားပြီးစစ်ပွဲတွေအမျိုးမျိုးရှိခဲ့ဘူးပါတယ်။ဒါ့အမဲအဲ့ဒီစစ်ပွဲတွေဟာ လူအချင်းချင်းချစ်လို့မုန်းကြတဲ့အရေးအတွက်ကိုမှတ်မိသေးပါဘူး။တတိပေးပါရစေရော။အချစ်ကိုယုံကြည်ပါ မကူကွယ်ပါနဲ့။ အချစ်ဆိုတာနတ်တွေလိုပါပဲကိုးကွယ်ပြီဆိုတာနဲ့ယူရကစပြီးကိုင်းတော့တာပါပဲယုံကြည်မှုတစ်ခုကသာ ခမရတို့ရဲ့အချီရီကိုခိုင်ခန့်အောင်တီဆောက်ပေးနိုင်မှာဖြစ်ပါတယ်အချီရီတစ်ခု ရေရှည်တီဆောက်မယ်ဆိုတန်တရားနဲ့မဖြစ်နိုင်ပါဘူးယုံကြည်မှုရှိပါစေ အများကြီးချစ်ပါတန်တရားနေပါစေတန်တရားမှာတန်တရားနဲ့မဖြတ်တန်းခြင်းနဲ့အခါ ချစ်တယ်လို့မပြောလိုက်မိဘူးတန်တရာစိတ်ဆိုတာအစုံမြင်ဝါရီလေဖြစ်နိုင်နေအစကအကောင်းမြင်စိတ်နဲ့ကြည်ပြီးချစ်တယ်ကြားလာတဲ့အခါတန်တရာစိတ်ကြောင့်အစုံမြင်ဝါရီဖြစ်ပြီးမောင်းလာကြတယ်မောင်းလေမောင်းကျင်နေပြီချစ်ခင်စိတ်နဲ့လည်းမပြတ်နိုင်တဲ့အခါ ကိုချစ်သူ လူစစ်စစ်ကိုကြက်တော်နီအောင် ထင်းကျင်လာတယ်နင်းနဲ့ငါတွေ့တိုင်းမျက်ရည်ကျနေရအောင်နင်းကလူလာကြက်တော်နီလား အမှန်တော့ဟိုကလူပဲကိုယ်တိုင်ကိုကကြက်သွန်နီဆိုင်ခင်စိုက်လိုက်တာပါဒါတော့အလုံးဟာတခုခုကြောင့်အစမပြေပဲစိတ်ကောက်ရာကစပါတယ်ပြီးတော့တဝင်တူလာပါတော့တယ်ပြောပဲရစီစိတ်ကောက်တာနဲ့တဝင်တူတာမတူပါဘူးစိတ်ကောက်တာကစိတ်ကိုပြန်ပြေစေနိုင်မှသေးတယ်တဝင်တူတာကတော်ယုံနဲ့မပြောင်းနိုင်ပါဘူးမိန်ကလေးရဲ့စိတ်ဟာ သူတို့ရဲ့ဇပင်တွေလိုပါပဲကောက်ချင်ကောက်ဖျောက်ချင်တဲ့အချိန်ကြမှာဖျောက်အမျိုးမျိုးဖြစ်နိုင်ပါတယ်စိတ်ကောက်ချင်ဟာမိန်းကလေးတွေရဲ့မွေးရပါဗီဇလိုတောင် ပြောလို့ရနိုင်ပါတယ်ယောက်ျားတွေကတော့ဒီလိုမဟုတ်ပါဘူးယောက်ျားလေးဖြစ်ပြီးစိတ်ကောက်တာအင်မတန်ရှားပါတယ်အေးကိုချစ်သူနဲ့ပတ်သက်ရင်တော့သဝင်တူစိတ်တော်ရှိတတ်ကြပါတယ်နိုင်မယ့်ယောက်ျားလေးတွေရဲ့သဝင်တူစိတ်ကမိန်းကလေးတွေကိုမှတ်မိပါဘူး မိမတွေသဝင်တူတဲ့အခါယောက်ျားတွေစိတ်တူလာတတ်ကြပါတယ်ဒီမှာတတိထားကြပါစိတ်ဆိုးပြီးမုန်းတာနဲ့သဝင်တူပြီးမုန်းတာမတူညီပါဘူးစိတ်ဆိုးပြီးမုန်းသွားတာဘာမှမဖြစ်နိုင်ပေမဲ့သဝင်တူပြီးမုန်းသွားရင်ပူပြီးအနရယ်ရှိလာနိုင်ပါတယ်သဝင်တူပြီးမုန်းတဲ့အခါယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်အသက်အနရယ်အထိဖြစ်လာတာမျိုးတွေရှိနိုင်ပါတယ်ဒါကြောင့်လေ ချစ်ခင်နေပါလျက်နဲ့တဝင်းတူစိတ်နဲ့အနှရေပေးမိတာမျိုးဖြစ်နိုင်ပါတယ်။တဝင်းတူစိတ်ဆိုတာလူမှုရေးပြဿနာတစ်ခုပါပဲ။ကိုချစ်တဲ့သူက တခြားတယောက်ကို ပြန်ချစ်သွားတဲ့အခါကိုချစ်တဲ့သူက တခြားတယောက်ကိုစိတ်ဝင်စားနေတဲ့အခါရုပ်စွာဆုံးကိုချစ်တဲ့သူက ခွေးကလေးကြောင်ကလေးတွေကိုပိုကယူဆိုင်နေတဲ့အခါတဝင်းတူစိတ်ကသူ့အလိုလို ဖြစ်လာတတ်ပါတယ်။တဝင်းတူတဲ့သူက မိန်ကလေးပဲဆိုပြီးအထင်မှသွေးမိပါစေနဲ့သူဘာလုပ်နိုင်မှလဲဆိုပြီးတွေးမနေပါနဲ့အဲ့ဒီအချိန်မျိုးမှာသူကခမရကိုပန်းလေးနဲ့ပဲပောက်ပါမယ်ဆိုရင်တော့အဲ့ဒီသူခမရကိုပောက်မယ်ပန်းမှာပန်းအိုးပါပါမှာသေးကြပါလေဒါကြောင့်တဝင်းတို့စိတ်နဲ့ကိုချစ်တဲ့သူကိုကတ်ကြီးနဲ့ထူဒါနဲ့ထူစသည်ယူလွန်မှုတွေရှိလာပါတယ်အကယ်၍များခမရတို့ကအဲ့ဒီလိုမှအထူးမခံခြင်းရင် လူပြိုကြီးအပြိုကြီးလောက်ပါဓာတ်တို့ကတ်ကြီးတို့နဲ့ထိုးဖို့မပြောနဲ့ဂလိတောင်ထိုးမဲ့သူမရှိပါဘူးအကြံပေးပါရစေခွင့်လွတ်နိုင်သလားခွင့်လွတ်နိုင်ရင်မစွန့်လွတ်ပါနဲ့ခွင့်မလွတ်နိုင်ရင်စွန့်လွတ်လိုက်ပါတကယ်ချစ်မိနေပြီသေးကြရင် မျှော်လင့်ချက်နေပါစေချစ်ချင်းတရားဆိုတာအလေးအညာများပါတယ်ကိုချစ်သူကိုအနည်းနဲ့အများလိမ်မပြောဘူးတဲ့သူ တက်ရောက်မှမတွေ့ဘူးပါဘူး။ဒါကြောင့်လေတင်းစားပြောဆိုတာဆိုတာမျိုးတွေဖြစ်လာပါတယ်။တမင်မျက်လုံးငရံ့ကိုလုံးမျက်ခုံးကဇင်ရတာလမ်းလျှောက်တာကဇင်မယင်သာလက်မောင်းကအစင်ဆွေယူသားပုံကတူပေါက်လေးလူစသည်ဖြင့်တင်းစားခိုင်နိုင်ပါလိမ့်မယ်။အထင်မကြီးပါနဲ့။အားလုံးကတလိမ့်ဆန်နေကြီးပဲခိုင်နိုင်ထားတာမို့ကိုကိုတလိမ့်ဆန်နေတူတယ်ဆိုပြီးပြောတာလေဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကိုယ်စိတ်ဝင်စားတဲ့သူတယောက်ရဲ့အချစ်ကိုရရှိဖို့အ ਨੇ ဆုံးတော့လိညာပြောဘူးကြပါလိမ့်မယ်။တငယ်ချင်းတယောက်ကို မေးဘူးတယ်။မင်းကမင်းချစ်သူကိုယုံကြည်အောင်ဘယ်တော့မှအစပြီးလိညာပြောဘူးတာလေ။တငယ်ချင်းကမျက်မှောင်ကျုပ်ပြီးသူကငါ့ကိုဘယ်ကိစ္စမဆိုမလိညာတန်းဝန်ခံပြောဆိုရမယ်လို့ပြောတယ်။အဲ့ဒီတော့ငါသူ့ကိုဘယ်တော့မှမလိမ္မာဘူးဆိုပြီး ဂရိကိုလိန်ပြီးပေးကလေးကစလိမ်မန်တိရတာပါပဲဒီတော့တတိပေးပါမေလိန်ညတာခံကျင်လားရည်စားထားပါ မိန်းကလေးတွေရဲ့အမှုအချင်းက ထူးဆန်းနေတခါကမြို့ထဲမှာ ကလေးမတယောက်တွေ့ဘူးတယ်ကျွန်တော်တို့ကလေးလွာသူတို့က၆လွာ လူပုံကပိန်ပိန်ပပပါပဲဒါပေမဲ့မြင်းကြီးတက်ကနေသူနေတဲ့၆လွာကိုရေတံဘူးကြီးတပူအသားလေးဆွဲတက်နိုင်တယ် ဒါတောင်တောက်ဖက်နဲ့နေကျွန်တော်တို့ယောက်ျားတန်တန်မမကြီးတောင်လေးလွာကိုရေတံပူကြီးဆွဲသွားဖို့ဆိုတာ ဟာစီဟာစီနဲ့နေတာကောင်းမလေးကတော့တာတာရရပဲဘကုံးတစ်ဖက်မှာလွေထားတဲ့စလင်းဘက်ကိုတိုင်းလွေလိုက်တယ်ပြီးတော့တောက်ဖက်တောင်မချုပ်ဘူးရေတံပူကြီးကိုလက်တစ်ဖက်နဲ့ဆွဲပြီးတောက်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 နဲ့တက်သွားတာအေးဒိတ်မကြောက်၆လွာကိုတောက်ဖက်နဲ့ရေတံပူဆွဲတက်ခဲ့တဲ့ကလေးမက တဖြည်းဖြည်းနဲ့အားနေတယ်လို့ဖြစ်လာတယ်။လူပုံကလည်းတဖြည်းဖြည်းနှွဲ့ကြလာတယ်။လမ်းလျှောက်ရင်တော့လေပြင်းတက်ရင် လွင့်ပါမလို့ဖြစ်လာတယ်။ဒီကောင်မလေးဘာလို့ပုံစံပြောင်းကုန်လဲစုံစမ်းကြည့်တော့ရီစာရသွားလို့ရီစာရသွားတာနဲ့ဒီကလေးမှဘလောက်အားနေသွားတယ်လဲဆို။ကုကုချစ်အေးပလင်းမမနိုင်လို့ပိုက်တတ်ပြီးအောင်ကြည်စဲ၆လွားကိုတော့ဖနဲ့နဲ့ ရေတံဘူးဆွဲတက်နေတဲ့ကလေးမကရီစာရတာနဲ့အေးပလင်းမမနိုင်လို့ပိုက်တက်ပေးရတယ်။အဲ့ဒီတုန်းကတော့အေးခက်ပေါ့။အခုကတော့ဘီယာတကြားကိုနှစ်ယောက်လူတောက်ရင်သူ့ပူတောက်တယ်ငါပူတောက်တယ်နဲ့ခွဲဆောင်ခုတ်တဲ့ခက်ပေါ့။ဒီကြတဲ့အေးဆိုင်နဲ့မတ်ကျက်ဘူးတောက်ဘူးကျက်ဘူးတောက်ဘူးအတန်ကြလို့ဘဲကျက်ဘူးကိုစောကားနေလေလှဲ့ကြည့်တော့ အောက်မေဘဲကအေးပလင်ပိုက်တတ်ပြီးနှကန်းတိပြီးတော့ကိုမကြိုက်ဘူးမတောက်ဘူးဆိုပြီးမူပြီးပြောနေတာမကြက်ဘူးတောက်ဘူးမကြက်ဘူးတောက်ဘူးဆိုပြီးဖြစ်နေတာအရင်ကတယောက်ထဲလွား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 နေနေတဲ့မိန်းကလေးကအခုကြတော့တယောက်ထဲလမ်းလျှောက်ရင်တော့ပြစ်လဲမှဆိုလို့သူ့ဘဲလက်ကိုအမိအရဆွဲထားရတာအရင်ကဆိုရင်သမီးရဲ့အာသာချက်တစ်ခုကိုပြောပါဆိုရင် အစားပဲအစားဆိုရင်ဘာကြွေကြွေစားရည်အဲ့ဒီမိန်းကလေးကအခုတော့ကြက်ပူတောက်ပူတွေဖြစ်နေတာဆိုလိုချင်တာကဗျာယောက်ျားလေးတွေရည်စားထားတယ်ဆိုတာဂျိုင်းတောက်ငားတာမှမဟုတ်တာဂျိုင်းတောက်တောင်ကိုတွဲထူထားရတဲ့ဂျိုင်းတောက်ပြောချင်တာကမိန်းကလေးတွေဟာရည်စားရပြီဆိုတာနဲ့အာကိုကျင်စိတ်လွန်ခဲ့တာယောက်ျားတွေက ဒီလိုအားကိုးယုံကြည်မှုကိုမကြိုက်ဘူးလားဆိုတော့ကြိုက်တယ်။ဒါပေမဲ့အရေးရှိမဟုတ်ဘူး။လူတယောက်ရဲ့ဖြစ်တည်မှု အစ်စ်ကိုချင့်မှအချစ်စစ်ဖြစ်ပါတယ်။လူတယောက်ရဲ့ဖြစ်တည်မှုအတုကိုချင့်နေတာဟာအချစ်စစ်မဟုတ်ပါဘူး။ခဏတာတာယာတာပဲဖြစ်နိုင်ပါတယ်။ကျွန်တော်တို့စန့်ကျင်ဘက် လိန်ဆိုတာခဏဖေထပြီးအလုံးကိုတပြေးညီပဲစဉ်းစားကြည့်ပါ။ကိုကူကူယုံကြည်သူကိုပဲ ပူပြီးသဘောကျလေးရှိပါတယ်။မြည်သူမဆိုပါ။ရည်သားထားလိုက်လို့ကိုယ့်အပေါ်လုံးဝမိချလိုက်သူကိုရေရှည်မကြိုက်နိုင်ပါဘူး။ဒါကြောင့်ကိုယ့်ရဲ့ဖြစ်တည်မှုကိုချစ်ပါ။ကိုယ့်ရဲ့ဖြစ်တည်မှုကိုချစ်သူကိုမှ ပြန်ချစ်ပါ။သူ့ရဲ့အချစ်ကိုရယူယုံလောက်နဲ့ပုံစံမပြောင်းမှနေ။ယောက်ျားတွေကလည်းတမျိုး။ချစ်သူစီကအဖြစ်ရဖို့ဆိုရင်ကောင်းခင်ဘောကဒူဝန်ကြီးတော် ဒူးနဲ့တက်တိုင်မဲ့တကယ်ကဲအမှန်ကလူကချီနေတာရှိစုမဲစုလက်မောင်းပိန်ကိုညှစ်ပြပြီးမြမရုပ်ရှင်တွေကလူချမ်းအိုက်တင်နေကိုကြီးကိုအားကိုးလိုက်စမ်းပါတခါတာမြို့လေမှာဂျုံရက်တယောက်ကဂျိုင်းတတယောက်ကငှက်ချီနှစ်ယောက်သားတယောက်ကိုတယောက်အမိတဟဲပြူပြီးလမ်းဖြတ်ကူတာအမေမိုးမမြင်လေးမမြင်မဲ့ ကောင်းကင်ကိုလက်ညှိုးတထူထူနေသူတို့လမ်းလေကောင်ရောက်မှတစီတစီကအချိန်နဲ့ဖြတ်ဝင်လာတာသူတို့တဲ့တဲ့ကြီးဟာတော်ပြီကြည်နေစဉ်အချိန်အတွင်းမှာပဲဖလွတ်စငချိဂျိုင်းတောက်ကိုထပြီးပလက်ဖောင်းပေါ်တက်ပြီးတာအေးဒါတော့မြန်တာဟာငချိလူကသာချိတာအပြည့်တော်တန်တာလမ်းလေကောင်မှဂျိုင်းတောက်တယောက်ထဲကြည်ရန်ခဲ့တာ ကျွီကနေအောက်မလီကူကူကဲပါအောင်အောက်မေဒုက္ခကြုံလူတတာတော့ဖျားမတတ်ဘူးကိုကူကဲပါအောင်နေသူ့ကူကူငချီကသူ့ကိုထပြီးထွက်ပြီးတာပလက်ဖောင်းမှာရေတောင်တောက်နေပြီကားကဘရိတ်အုပ်မြန်လို့ပေါ့ကားသမားတာမမြန်ရင်ဂျိုင်းတောက်ကျူပြီဒါကူတော့ငချီကမမလျှော့ဘူးလက်မောင်းပိန်ပေါ်ကအင်ဂျီကို လိုက်တင်ပြီးဟဲ့လူ ကားကိုဘလူမောင်းနေရလေဗျာလူဖြတ်နေတာမမြင်ဘူးလားတေလီငါလှုပ်လိုက်ရအစုပ်ပြီးတွားပြေနေလို့ဒရိုင်ဘာကမူလီကျက်တဲ့ကွာကြီးဆွဲစင်လာပြီးအေးဘာစကားပြောတာလဲကွာ မြင်းဝါကြားကမဖြတ်ပေမဖြတ်ရမယ့်နေရာက ဖြတ်တာသေးခြင်းလို့လားလာလီဒက်စီဒရိုင်ဘာကိုတန်းကွာကြီးနဲ့မြင်တော့ငချီကကြောက်ကြောက်လန့်လန့်နဲ့ပလက်ဖောင်းပေါ်ပြန်ပြေးတက်သွားပြီးဟဲ့လူ ခမရစကားပြောရင်ကောင်းကောင်းပြောလက်မပါနဲ့ကာသမကဆဲဆိုပြီးထွက်သွားမှလေးတဲကိုခြေတစ်ချက်လွှဲကန်ပြီးအေးကို့အသက်နဲ့မကခြေရတဲ့ချစ်သူလေးပါနေလို့ပေါ့ကွာနောက်မို့ဆိုတည်သွားမယ်လာအချစ်လေးဆိုပြီးဂျိုင်းတောက်လက်ကိုငှက်ချီကဆွဲပြီးထွက်သွားလေရဲ့ဂျိုင်းတောက်ကလည်းအမှန်မရှိဘူးကြောက်ဖို့ကောင်းလိုက်တာကုကူရဲ့စကားမပြီးတော့တာရင်ွေတောင်တုံနေ ဒါကငကြီးကမမ်းမလျော့ဘူးကိုချစ်သူလေးဘာလာလူပေါ်ကကိုပြင်းရင်ပြဲတယ်ဆိုတာချစ်တည်တယ်နော်ဒါကဂျိုင်းတော့ကလေတိတာပေါ်ကိုရေကိုပြင်းရင်ပြဲနေကြပဲကြောက်ဖို့ကောင်းလိုက်တာဆိုပြီးထုံးစံအတိုင်းဂျိုင်းတော့တဲ့ဖွဲငကြီးဂျိုင်းအောင်ဒုဝင်ပြီးလိုက်သွားတော့တာအမှန်ဆိုစဉ်းစားကြည့်ကိုအတမကချစ်ရတဲ့ချစ်သူလေးတွေတကယ်အကြီးကျုံတော့ ကိုယ့်အတက်တာတံပိုးထပြီးထွက်ပြေးသွားတာဘသူတုံကေဒီလောက်အာကိုခြင်းစရာ မကောင်းတဲ့ငှက်ချိအန်ဒရီနဲ့ဂျုံလာတဲ့အခါကိုယ့်ကိုခြံထပြီးထွက်ပြေးသွားတဲ့ငှက်ချိကိုယ့်အမားကိုဝင်မခံမဲတဘာသူကိုတန်ကောင်းဟိရန်ရှာတဲ့ငှက်ချိလူကလည်းငှက်ချိကောင်းွက်ဆိုတာတကွက်မှမရှိဘူးဒါကိုဘာကိစ္စအာကုနေရအောင်မလဲလောကမှာ ဘာတစ်ခုမှမကောင်းမင်းအပြောကောင်းလို့ယုံကြည်ခံရသူတွေအများကြီးဒီလိုလူတွေအများကြီးပါလမ်းဖြတ်ကူးချိန်လေးတစ်ခုမှတောင်အာမကိုရရင်ဘဝကြီးတစ်ခုလုံးဖြတ်ကူးဖို့အတွက်ဘာယုံကြည်စရာများရှိလဲယောက်ျားဆိုတာလေကိုချစ်တဲ့သူကို အကအကွယ်ပေးရမှလေထွက်ပြေးရမှမဟုတ်ဘူးဒါပေမဲ့လေပေါ့တချို့ယောက်ျားတွေကကြောက်နေတူတယ်အိမ်သာရင် ကြောက်နေပါတယ် ိမ်မသားရရင်အဲ့ဒီကြောင့်ကထွက်ပြေးသွားပါလေရောဒါကြောင့်တတိပေးပါရစေရည်စားထားတာကြောင်မမွေးမိပါစေနဲ့